အာဇာဝါနာရှင်ညီကောင်မောင်များလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာဂျွန်လ28ရက်နေ့နောက်ဆုံးရအာစတင်ညနေတင်လေးဘုတ်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် TikTok YouTube Facebook ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါ YouTube မှာဦးစားပေးပြီးကြည့်သူတိုင်းကိုလည်းအရန်ချစ်ပါတယ် ကေဘရောင်းဒီတပုတ်ကိုတော့ဘက်ဂျမင်ဆက်စကိုသတင်းနဲ့ပဲစလိုက်အောင်တခုကျွန်တော်ကြိုပြောချင်တာကဒီသတင်းဒီရိုမာနိုနဲ့အွန်စတိန်စီကရတာမဟုတ်တာဖြစ်တဲ့အတွက်ဒီသတင်းကိုတော့50 50ရာခိုင်နှုန်းပဲယုံကြည်ပြပါရူမာဖြစ်သတ်မှတ်လဲရပါတယ်အခုကတော့ဈေးကွက်ထဲမှာတော်တော်လေးဟော့နေတဲ့သတင်းပေါ့လေဆက်စကိုနဲ့ပတ်သက်ပြီးတော့ဂျာမန်ဘွန်ဒရီယာကလပ်အပီလစ်ဗစ်ကပေါင်တန်း60ယူအာဖြစ်ဆိုရင်တန်း80တဲ့ပက်ကိတ်နဲ့ကစားသမားကိုဈေးနှုန်းလျှော့ချပြီးတော့လက်ခံမှု ready ပဲဆိုပြီးတော့ဂျာမန်သတင်းစာ ဘေးလ်ကပေါ်ပြသွားပါတယ်အဲ့တော့ဒီတဲ့င်းရင်းမြစ်ဆို့ကိုကြည့်လိုက်တဲ့အခါမှာတော့သူတို့ဒီဂျာမန်ဘောလုံးလောကမှာဆိုလို့ရှိရင်တော့လေးစားရတဲ့တင်းထဏာတစ်ခုပဲဒါပေမဲ့ဒီလိုတင်းမျိုးကကလပ်တင်းကပတ်စံပေးပြီးမာကတ်တင်းစင်ခိုင်းတာလားသူတို့ကိုယ်တိုင်ပဲကလပ်တင်းရဲ့တကယ်ဆန္ဒလားဒါမှမဟုတ်ကောလာဟာလာလားဆိုတော့ကျွန်တော်အချိန်တစ်ခုတော့စောင့်ကြည့်ရမယ် ပထမကျွန်တော်တို့သတ်မှတ်ထားပါဘို့လေဆက်စကိုနဲ့ပတ်သက်ပြီးယူတန်း80နဲ့100ကြာပေါင်အားဖြင့်ဆိုလို့ရှိရင်လေဒါတန်း80အထက်တန်း80လောက်တောင်းမယ်အနေထားမှာအခုဟာတော့လုံးဝ discount ချလိုက်တဲ့အနေထားပဲအကယ်၍အာဆီနယ်ကပေါင်တန်း60ယူအားဖြင့်ဆိုတန်း80ဆိုလို့ရှိရင်သူတို့သဘောတူမယ်ဆိုတဲ့တန်ကြီးကပထမသူတို့သတ်မှတ်ထားတဲ့စာချုပ်ဖြစ်တဲ့ကြီးယူတန်း80နဲ့ဆို100တန်းပဲခွာတဲ့ပမာဏအဲ့တော့ကျောင်းညီကိုရောဘလို့ထင်လဲဒီသတင်းကိုပြီးတော့ ဒီကစားသမားကိုလည်းအာဆင်နယ်ကအမြဲတမ်းဆွေးနွေးနေတာဆက်စကိုဘက်ကိုလိုက်တယ်ဆိုမှတစ်ဖက်မှာလည်းယောဂရက်ကိုဆွေးနွေးလက်ဆပဲတယောက်ကိုလူကျွန်တော်တယောက်ကိုလုံးဝပြစ်ခွာလိုက်တာမဟုတ်ဘူးနှစ်ယောက်စလုံးကိုဆွေးနွေးလက်ဆရှိတယ်စင်းလုံးရှော့ပြီးမဲ့လူခေါ်ရလိုတဲ့လူပဲနောက်ဆုံးမှခေါ်ရမှာအခုဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အာဆင်နယ်ဖန်တွေကကွင်းလေကစားသမားတွေဂိုးသမားတွေရောက်တဲ့အခါမှာတိတ်မကျင်တဲ့ကြောင့်ကျွန်တော်လည်းနားလေဒါပေမဲ့ကျွန်တော်တို့မှာနှစ်လအချိန်ရှိတယ်အဲ့အချိန်ရှိတဲ့နှစ်လအတွင်းမှာကျွန်တော်တို့ဒီတိုက်စစ်မှုနှစ်ဦးနဲ့ပတ်သက်ပြီးစောစောမဝယ်လိုက်တာဒီ ဈေးနှုန်းအရတန်ကြီးတည့်ကိုစောင့်နေကုန်ရတယ်။အခုတချို့ report တွေရဆိုရင်2025-2026ဘန်နာယီကဇူလိုင်ဆိုရင်စပြီ။အခုဂျွန်30မတိုင်မီမှာသူတို့ဘန်နာယီအဟောင်းထဲမှာဒီကစားမယ့်ရောင်းချမှုကိုဝင်အောင်လုပ်မယ်ဆိုရင်ဈေးလျှော့လို့ရတယ်။အန်ဒရီဘာတို့ဇွဲကောင်းကောင်းနဲ့ဒီကိစ္စကိုစောင့်နေဆိုတာကျွန်တော်ထင်တာတော့လေလစ်ဇက်တို့ကလည်းဘန်နာယီအခက်ခဲရှိတယ်။ဥမာပြသူတို့ဒီဘက်နှစ်ထားလိုက်တော့ဒီ2024-2025ဘောလုံးရသည်။သူတို့ချန်ပီယံလိဂ်ကစားဝင်ရခဲ့တယ်။ဥရောပဝင်ရခဲ့တယ်။ ဒါပေမဲ့နောက်ရသည်ကြလို့ရှိရင်သူတို့သွားပြီဘာဥရောပမှဝင်ဝင်မရဘူးဒါကလစ်ပစက်တို့ရဲ့အခြေနော်အဲ့လို့ဆိုသူတို့စီကကစားသမားတွေဇာဘီဆိုင်ဝင်ပေါဝင်ဆက်စကိုပေါဝင်ကစားမိုက်သူတို့ရောင်းချရမယ်အဲ့ဒီနေထားကိုကောင်းကောင်းသိရဖြစ်တဲ့အန်ဒရီဘာတာကမင်းတို့လက်ရှိခေါ်တိုင်းဈေးကမတန်ဘူးဆိုပြီးစောင့်နေတယ်ဆွေးနွေးမှုတွေလုပ်ထားတယ်ဒါပေမဲ့တစ်ဖက်ကလစ်ပစက်တို့ကဗန်နာကြီးတဲ့ကိုသူတို့ဒီကစားမိုက်ရောင်းချတဲ့အင်ကန်ကိုပြကျင်တဲ့ခါကျရင်သူတို့ဈေးလျှော့ပြီးရောင်းရမှာ အခုလွတ်လွတ်ကျွတ်ကျွတ်ပဲဆက်စကူနဲ့ပတ်သက်ပြီးလိုက်နေတဲ့အခြားသင်းတွေရှိရဆိုရင်အာဆင်နယ်လောက်ထထဲဝင်ဆွေးနွေးတဲ့အသင်းမရှိဘူးတစ်ဖက်ကယောဂရက်ကလည်းအာဆင်နယ်ခေါ်မယ်ဆိုရင်တကယ်ကျွန်တော်တို့အားလုံးသိတာကဟိုတိုက်စစ်မှုနှစ်ဦးနဲ့ပတ်သက်ပြီးဘုတ်ဖွဲ့ဝေဝဲမရသေးဘူးဆိုရင်လည်းဆက်စကူကတော့ပုံပြီးရင်းနှီးမြုပ်နှံသင့်နေဆိုပြီးတော့မကြာခဏသတင်းထွက်တဲ့ player ပြီးတော့တချို့ report တွေကအထူးသဖြင့်ပေါ့လေပါတီကိစ္စမှာမှန်ခဲ့တဲ့ဘူချီလာပါဆိုရင်ဆက်စကိုကအာဆင်နယ်ရောက်ရင်နောက်တစ်သင်းသွားမယ်နောက်ပြီးတော့ဟို rally score ပေါ်ပေါ်မှာ20ရာခိုင်နှုန်းအမြင့်ရလို့ရှိရင်လစ်မယ်ဆိုတာမျိုးက တတိယမားရီဖြစ်တဲ့ဆိုပြီးသူပေါ်ပြထားတယ်အဲ့တော့ဘာပဲပြောပါကျွန်တော်တို့ကျတော့နောက်ဆုံးရအချိန်လေးကိုတင်ဆက်တာဖြစ်တဲ့အတွက်ကျွန်တော်ညီကိုချင့်ချုံပြီးတော့ဒါယုံကြည်ပေးပါလေဒီတတိယကိုတော့50 50ရခိုင်နှုန်းပဲယုံကြည်ထားပြီပါအဲ့တော့22နှစ်ရဲ့ Slovenia သားအာဆင်ယုံနဲ့ရေဆက်ရှင်ဆုံပါလိမ့်မယ်ရေဆက်ဆိုတာကလည်းငွေသုံးပြီးတော့ဘုတ်ဖွဲ့ခိုင်ခိုင်မာမာမရမကဝယ်မယ်ဆိုတဲ့ဆန္ဒရှိမှပဲရေဆက်ကဆုံပါပါ ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ The Time ရဲ့သတင်းထောက် Gary Jacques ကဖော်ပြထားပါလေ။ဒါကတော့ EVRG အစည်းနဲ့ပတ်သက်ပြီးဖော်ပြထားပါ။ Arsenal တို့ကဈေးကွက်ထမှာ Premium Tight Sit တောင်ပန်ကစားသမားတူကိုရှာဖွေနေပါဗါတယ်။အစည်းကိုသဘောကျပြီးမဲ့ Payment Structure ဘက်မှာတော့ရှုပ်ထွေးမှုတွေရှိနေဆိုပြီးသူကပြောသွားတယ်။ပထမကျွန်တော်တို့နားလည်ထားတာက3နှစ်အရေးကြပေးလို့ရမယ်။ပြီးရင်နောက်ထပ်အပေါ်စုကြီး၈တန်းစုစုပေါင်း Totally ပေါင်း68တန်းပတ်ကိန်းနဲ့ဒီကစားသမားကို3နှစ်အရေးကြခေါ်လို့ရမယ်။ ်အစ်စီပဲဒါပေမဲ့အဲ့ဒီ payment structure အပိုင်းအပြုံမှာကစားသမားရဲ့လုခလာစားပိုင်းကလည်းညှိနှိုင်းရမယ့်အစ်စင်တွေရှိရယ်အဲ့တော့သူပြောသွားချက်အရဆိုလို့ရှင်တော့ Arsenal ကဒီကစားသမားရဲ့ပြောင်းရွှေ့ကြည့်ရဲ့ကစားသမားလုခတဲ့ ပတ်သက်ပြီးတော့ဒါဆွေးနွေးတဲ့ပိုင်းမှာရှုပ်ရှက်ခတ်မှုတွေရှိနေဆိုပြီးပြောသွားတယ်တကယ်လဲအာဆင်နယ်တို့ထဲထဲဝင်ဆွေးနွေးနေတယ် plan A လား plan B လားတော့မသိဘူးဒါပေမဲ့အာဆင်နယ်နဲ့ AVG အစည်းအဝေးတွေကတော့မကြာခဏခက်ဆစ်စိတ်ထွက်နေပါလေဂရီချက်ကော့တရင်တွေကတော့တစ်ခါကြိုင်ကျွန်တော်တို့ယုံကြည်ရတဲ့တရင်အစင်နန်းတစ်ခုတည်းမှာလည်းပါပါတယ်ဟိုအာဆင်နယ်တို့ကတော့သိရမလားသူတို့ premium တောင်ပံနဲ့ပတ်သက်ပြီးတော့ Nico Williams လိုက်ခဲ့တယ်မရဘူးအခု ဟိုသူတို့ထပ်ပြီးလိုင်းနေခဲ့တဲ့ရိုဒီကိုအဲ့ဒါကလည်းရီယယ်မှာနေချင်းသလိုလိုမနေချင်းသလိုလိုဖြစ်နေတဲ့အတွက်အကယ်မြတ်ဘယ်သူမှမခေါ်နိုင်ဆိုသူတို့တတ်မှတ်ထားတဲ့ဂေါ်ရွန်ရှိမယ်နောက်ပြီး EVRG အစည်းရှိမယ်ဒီနေရာမှာကျွန်တော်အာဆင်နယ်ဖန်ကြီးကိုမော်တော်မားကြီးပြောချင်တာလေကျွန်တော်တို့ကဘာလို့လိုချင်တယ်မလိုချင်ဘူးဆိုတာထက်ဆိုင်ရင်အသင်းကတောက်ရှိကြီးမြင့်မြတ်မားနဲ့တကယ်ပရီမီယမ်ကွာလီတီတောင်ပန်ကစားမတူဝယ်ပေးရင်ကျေးဇူးတရားမှာဖြစ်နေဒီနေရာမှာလေး ကျွန်တော်ကပရီးမီးယားလိမှာလည်းအသားကျပြီးသား game minute ပေါင်း1000လဲဆော့ထားတဲ့ဒီကစားမောက်တော့ကျွန်တော်ကတော့ကြိုက်တယ်ကြိုက်တယ်ဆိုတော့ Rodrigo မရရင်တော့သူ့ကိုဝယ်ချင်တာပေါ့လေဒါပေမဲ့တခုရှိတာက Rodrigo ဒီအရန် skill ဘိုင်းကောင်းတယ်ဆိုရင်မဲဟိုပရီးမီးယားလိရဲ့ဒီ low block ကြီးကြီးလေးဆော့ပြီး space လုံးဝမပေးတဲ့ခန်စစ်တန်းကိုဖောက်ဝင်တဲ့အခါမှာတော့နည်းနည်းလေးရုန်းကန်ရမယ်ထင်တယ်ဒါကျွန်တော်တူဦးရဲ့အမြင်ပါလူကောင်းနေထားရအောင်ပေါ့လေအဲ့တော့နောက်တစ်ချက်ကကြတော့ ဒီရိုဒီโกရဲ့အနာဂတ်ကိစ္စမပြီးပြတ်သေးတာလေ EVG အစည်းနဲ့ပတ်သက်ပြီးအာဆီလိုလုံနိုင်ဆုံးကိုနည်းနည်းတုံဆိုင်နေလို့ပြောလို့ရတယ်သူတို့လိုချင်တာတယောက်ဈေးကွက်ထဲမှာ ready ရှိပြီးအာဆီနယ်ကိုလာချင်တဲ့ player တယောက်အဲ့ပုံစံဖြစ်နေတာကျွန်တော်တို့စီကိုယောရက်ကလာချင်တယ်ဒါပေမဲ့ကျွန်တော်တို့မကြာခဏတော်ပြီးကန်လန်းဖို့ဆွေးနွေးမှုတွေမကြာခဏလုပ်နေကြတာက Sasco ကျွန်တော်တို့က Rodrigo ကိုလိုချင်တယ် ဒါပေမဲ့အာဆင်နယ်သားခွဲရို ready ပဲဆိုပြီးပြောထားခဲ့တာက EBRG အစည်းအခုဈေးကွက်ထဲမှာအဲ့လိုဖြစ်နေအခုအာဆင်နယ်ပြဿနာကပတ်စံမရှိရမဟုတ်ပတ်စံရှိလို့ပြဿနာတက်တယ်ပတ်စံရှိတဲ့အခါကျတော့ကောင်းတာလေးလိုချင်တယ် နည်းနည်းလေးဈေးသက်သာလို့ရှိရင်ဟာငါတို့ငွေသုံးမဲ့ကာလာပဲဒီလောက်ကတော့မသုံးဝယ်မဲ့ဝယ်တော့ကောင်းကောင်းဝယ်မယ်ဒါပေမဲ့ကောင်းကောင်းဝယ်မဲ့ player ရောက်လာဆိုတော့ကာလာတစ်ခုတော့စောင့်ကြည့်ရအောင်အဲ့တော့အရှိမဝယ်သွားခဲ့တဲ့ player တွေမှာဆိုရင်တော့အဓိကကစားမတစ်ယောက်အရန်ကစားမနှစ်ယောက်နောက်ထပ်ထပ်ရောက်လာမဲ့ဆွေးနွေးလက်ဆတစ်ယောက်ကလည်းအရန်ကစားမပဲအဲ့တော့ Arsenal အနေနဲ့တိုက်စစ်မှုနဲ့တိုက်စစ်တောင်းမှတော်တော်ငွေကောင်းကောင်းသုံးဖို့ဆိုလို့ရှိရင်တော့သူတို့လက်ထက်မှာလုံလောက်တဲ့ budget ရှိသေးတယ်အထူးသဖြင့်အချိန်နှစ်လရှိသေးတာလည်းဒီလိုကိစ္စတွေကိုကြံ့ကြာနေစေပါတယ် တတိယမြောက်သတင်းတို့ဘူးကတော့ဒါအာဆင်နယ်တို့က UEFA ရဲ့ classic သတ်မှတ်ချက်မှာပထမကျွန်တော်တို့ဒီယာတီအစမှတုန်းကပေါ့လေဟို UEFA ranking မှာဆိုအဆင့်22ရှိတာဒါပေမဲ့ Champion League မှာကျွန်တော်နှစ်နှစ်ဆက်ရလဒ်တွေကောင်းလာပြီးနောက်ပိုင်းမှာအခုဆိုရင်အဆင့်7အထိရောက်လာခဲ့ပြီဒီညမှာတခုဘာကြောင့်အဲ့အဆင့်တွေ ranking တွေပြောရလဲဆိုတော့အခုရှင်ပြိုင်နေကြတဲ့ Club World Cup မှာဝင်ပြီးပြိုင်နေကြတဲ့အသင်းတွေကသူတို့နောက်ဆုံး၄နှစ်တွင် Champion League ရောက်ရတဲ့အသင်းဖြစ်ဖြစ်မဖြစ်ရင်ဒီ Club ranking မှာ run to down ဝင်ရမယ်ဆိုတဲ့အစီအမိုးတွေသူတတ်မှတ်ထားရှိရပါလိမ့်အဲ့လိုနေထားရကျွန်တော်ဒီ Premier League မှာဆိုလဲဒါ Manchester City နဲ့ Chelsea ကတွားရောက်ရှင်ပြိုင်နေတယ်သူတို့ကတော့အဓိကဒီ ပြောမယ်ဆို club ranking မြင့်တာရောပြီးတော့ champion league ဖလားရထားတဲ့အနေအထားကြောင့်သူတို့ဝင်ပြီးပြိုင်ဝင်ရတယ်အဲ့ဒီအပိုင်းတွေကြောင့်ဒါပေမဲ့ arsenal အနေနဲ့ပထမတစ်နှစ်မှာတော့ကျွန်တော်တို့ bayern munich ကိုရှုံးတယ် quarter တွေလှည့်ပြန်ခဲ့ရတယ်ဒါပေမဲ့ဒီနှစ်မှာတော့ semi final ကနေပြီးတော့ psg ကိုရှုံးပြီးလှည့်ပြန်ခဲ့ရတယ်ဒါပေမဲ့အဲ့ဒီအဆင့်ထိရောက်ခဲ့တာဖြစ်တဲ့ဝင်ငွေကလည်း share ကောင်းသွားတယ် club ranking မှာလည်းအသင်းကအဆင့်72ထိတက်သွားခဲ့ရပါလေအဲ့တော့ဒီနေရာမှာတစ်ခုရှိတာလေ arsenal အသင်းရဲ့ ဒီ Champion League စုကြီးငွေကစုစုပေါင်းပေါင်69တန်းရှိရယူအပ်စုတန်းတရာကျော်တယ် Premier League စုကြီးကပေါင်း189.8တန်းရှိရယ်စုစုပေါင်း totally ပြိုင်ပွဲအရေးရပေါင်းလိုက်မယ်ဆိုရင်ပေါင်း295တန်းယူအပ်စုတန်း300ကျော်တိရတယ်အဲ့တော့ Arsenal က FFP နဲ့ Ray ပဲတိုက်စစ်မှုနဲ့တိုက်စစ်တောင်းမှအတွက်လည်းငွေရှယ်300ရယ်ဒါတွေကတစ်ဖက်မှကြည့်မယ်ဆို Arsenal တစ်ဖက်မှပတ်စံရှိရယ်ဒါပေမဲ့တစ်ဖက်မှကြည့်မယ်ဆိုရင်ကျွန်တော်တို့လူမျိုးတောင်သိတယ်ဆိုရင် Sasco ရော Yogurt ကိုရောင်းမဲ့အသေးနေရလေဟာ မင်းတို့ကငွေပုံပေါ်မှာဖင်ကူးထိုင်တာပဲဘာလို့ဈေးလာစစ်နေဆိုပုံစံမျိုးနဲ့မတန်ဆာဈေးတွေဆွဲတင်သွားတယ်အဲ့တော့ပတ်စံရှိတာကောင်းလားမကောင်းလားဆိုတာလေကိုမဝင်ရောက်ဆွေးနွေးခဲ့ပါဦး ဒီလိုမျိုးဘောလုံးသတင်းတွေကိုနေ့စဉ်တင်ဆက်နိုင်ဖို့အတွက်ကိုထုတ်စီမှာဘောလုံးပွဲလာပြီးဆော့လို့ရပါပြီ။ဘယ်မှာပဲဆော့ဆော့ပါ။ကိုထုတ်စီမှာဦးစားပေးပြီးလာဆော့ရလူတွေကိုကျွန်တော်တကယ်ချစ်ပါတယ်။အဲ့တော့ကိုထုတ်စီမှာဘောလုံးပွဲလာပြီးဆော့ကြဆို39646လုံး33ဘိုင် Telegram နံပါတ်39953ခွန်ထောင်းနေရာတို့မှာကစားလို့ရပါတယ်။ဒီမနေ့ကတယောက်လာမေးတာဗါလဲ True Money နဲ့ပေးလို့ရလားဆိုတော့အဲ့ဒါကြီးလက်ခံပါတယ်။အားလုံးပဲဘောလုံးပွဲတွေကိုကိုတက်နိုင်တဲ့ပမာဏနဲ့လောင်းမှာမိသားစုကိုမထိခိုက်ပါစေနဲ့။ဘောလုံးပွဲကြီးလောင်းပြီးတော့ နိုင်ပွဲကြီးလည်းရရှိပါစေလို့ကျွန်တော်ဆန္ဒပြုပါရစေ။ဒါကတော့အခုတော့ကြက်ထနေကြတဲ့ပါတီနဲ့နော့ကတ်ကိစ္စ၊နော့ကတ်နဲ့ဂျော်ဂျီညိုကိစ္စဒီ၃ယောက်တွဲရဲ့နောက်ဆုံး data အချက်အလက်လေးကျွန်တော်နှိုင်းရှင်းပြ data တွေကညာလို့မရဘူးဗျာကျွန်တော်တို့ကပါတီကိုဒီရာဒီမှာတားကြိုက်တယ်ရှေ့ရာဒီမှာတော့ဒဏ်ရာကြောင့်စိတ်ပြတ်တယ်ဒါပေမဲ့မှန်ပေမဲ့ data အချက်အလက်ရဆိုရင်တော့ nokus လဲခေသူတော့မဟုတ်ဘူးကိုယ့်စီရောက်လာလို့ပြောတာမဟုတ်ဘူးเนาะဈေးနှုန်းရရန်ကစားမတူအနေနဲ့ဆိုခေသူတော့မဟုတ်ဘူးပါတီဒီကြံခဲ့တဲ့ရာဒီက35ဝက်ကစားတယ် nokus က34ဝက်ကစားတယ် premier league မှာ ်ပါတီ၄ခုပရီးမီးယားလိမှာနော့ကတ်၅ခုဟွန်းနော့ကတ်တာဝါရဲ့အိပ်ပိုင်းမှာဖန်တီးမှုမှာဆိုပါတီကနှလုံးဖန်တီးတယ်နော့ကတ်က၄လုံးဖန်တီးတယ်နော့ကတ်ကတာဝါပြီတကယ်ရှင်းထုံးမှုတူးချင်း1 by 1ရှင်းထုံးမှုတွေမှာဆိုလို့ရှိရင်တော့ပါတီက89ကျင်းပါတီတာဝါပြီနော့ကတ်ကတော့88ကျင်းပဲရှိတယ် intersection လို့ခေါ်တဲ့ဂျားပြက်လူမှုတစ်ဖက်တစ်ဖက်ဘောလုံးပေးတဲ့အခါမှာဂျားနဲ့လေ slide တွေဝင်ပြီးတော့ဘောလုံးတွေလူတွေအပိုင်းမှာဆိုရင်တော့နော့ကတ်ကတာဝါတယ်သူက49ကျင်းရှင်းထုံးထားတယ်ပါတီက35ကျင်းပဲအဲ့တော့ဒီအချက်လက် ၄ခုမှာဆိုလို့ရှိရင်တော့ Knockers က၃ခုအထိတာနေတာတွေ့ရတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီပါတီနေရာအတွက် Knockers ကိုခေါ်တာမဟုတ်ဘူး။ဂျော်ဂျင်ညိုနေရာအတွက်ခေါ်တာ။ကဲဒါဆိုကျွန်တော်ဂျော်ဂျင်ညိုနဲ့တိုင်းလိုက်အောင်။ဂျော်ဂျင်ညိုနဲ့ Knockers နဲ့ပတ်သက်ပြီးနောက်ဆုံးရတဲ့ data ကြီးထည့်လိုက်ကြရင်တော့ point လေးနဲ့ပဲကျွန်တော်ပြောသွားလိုက်တော့မယ်။ DM ရောကစားသမားတူရဲ့ defensive vision နဲ့ပတ်သက်ပြီးသူတိုင်းတာဝါပေါ့လေ။အဲ့ဒါတော့ take carry နဲ့ပတ်သက်ပြီးမိနစ်60မှာဆိုလို့ရှိရင်တော့ဂျော်ဂျင်ညိုကရှင်းထုတ်မှုမှာ0.51ပဲရှိတယ်။ဒါပေမဲ့1.56အထိ Knockers ကရှိတယ်။ ော့ကကတာသွားပြီနောက်ပြီးတော့ဘလော့တဲ့အပိုင်းဒီမှာဆိုလဲဂျော်ဂျီနိုကအားနေတယ်နောက်ကက0.38အထိရှိတယ် clearance လို့ခေါ်တဲ့ဘောလုံးရှင်းထုတ်မှာနောက်ကက2.04ရှိတယ်ဂျော်ဂျီနိုက0.26ပဲရှိတယ်နောက်ကကလုံးဝတာတယ်ပြီးတော့ဒီအမြင်ပေါ်ခေါင်းတိုက်ရှင်းထုတ်မှုတွေမှာဆိုရင်လဲ1.11အထိနောက်ကကရှိရယ်ဂျော်ဂျီနိုက0.26ပဲရှိတယ်အသက်အရွယ်ကတော့ဂျော်ဂျီနိုကပိုကြီးသွားတယ်လို့မျိုးလုံးနိုင်စောမှာဆိုလဲနောက်ကကတော့ Brandfo လို့အသိမျိုးမှာဆိုပေမဲ့ပို့ပြီးလုံနိုင်စံမြင်မာတော့တွေ့ရပါလေ intersection ပိုင်းမှာဆို1.56အထိ knock out ကရှိပြီးတော့တစ်ဖက်ကချွချင်ယူကတော့0.90ပဲရှိတယ်ဒါ position 1 final တတ်တင်မှာဆိုလို့ရှိရင်တော့0.45ပဲ knock out ကရှိပြီးတော့အဲ့ဒီချက်မှာတော့ချွချင်ယူကတော်တော်လေးတာပါတယ်0.51 truth to be ဒီ gain တစ်ခုကိုဖတ်တဲ့အပိုင်းမှာတော့အတွေ့အကြုံရဟောအသိကြီးမှာစော့ခဲ့တာဟောဥရောပအဆင့်ပြိုင်ပွဲတွေရဲ့အတွေ့အကြုံတွေအများကြီးရဲ့ချွချင်ယူကအဲ့တနေရာမှာတာပါတယ်ကျန်တဲ့ဘိုင်းမှာတော့သူ့ထက်လည်းငယ်တယ် ဘရန်ဖို့ရဲ့ကပ်ပိန်လည်းဖြစ်တယ်ကွင်းလက်တစ်ခုလုံးကိုစကန်ဖတ်တဲ့အပိုင်းမှာလည်းကောင်းကောင်းလေးဆော့ခဲ့တဲ့နော့ကတ်စ်ကတော့ပါတီထက်မတအားဘူးဆိုရင်တော့မှဂျူဂျီညိုထက်တော့ပိုပြီးကျွန်တော်အားကိုးရမယ်မျှော်လင့်လို့ရတယ်တခုပဲဒေါန့်နော့ကတ်ကောင်းတယ်မကောင်းဆိုတာထက်တရာဒီလုံးမှာဇူဝီမန်ဒီတယောက်ဒဏ်ရာမရပါစေနဲ့လို့ပဲကျွန်တော်ဆုတောင်းမယ်နေတာဖြစ်ပါတယ်ကဲအစိုးရကြီးပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ